လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးသမှဖြစ်ပါတယ်။ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားဆက်သမှာမယ်။ကျွန်တော်တို့ဒီထောင်မပောက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်လက်ကြီးကြီးကြရပေါ့နော်လက်လက်ကြီးကြီးကြရတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့အချိန်တုန်းကဆိုရင်ကျွန်တော်တို့က ဒီအကျဉ်းသားအမှန်မီဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရလောက်ဝင်ပါတော့အပြေရသူတွေလောက်ဝင်ပါတော့ဆရာတို့ရေပေါ့နော်ကျွန်တော်ဒီထဲမှာ black net မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်နေဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုသူတို့ဘာဖြစ်လဲဆိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကိုကန့်တက် NNDAA ရဲ့လာရှိုးမျိုးတင်တိုက်ပွဲအတွင်းလာရှိုးထောင်ပွင့်သွားပုံအခြေအနေသိစိတ်ကိုအလင်းသခင်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ ဟယ်လိုအားလုံးမင်္ဂလာပါအဲအခုအားလုံးသူကြည့်နေကြတဲ့အပိုင်း၅ပေါ့နော်ဒီအပိုင်း၅ဒီကျွန်တော် ထောင်ကနေပြီးတော့ဘယ်လိုမျိုးထွက်ပြေးလာလဲထောင်ကနေပြီးတော့ဘယ်လိုမျိုးလွတ်မြောက်လာတယ်လဲပေါ့နော်ပြီးရင်လာရှိုးထောင်ကြီးပောက်ပြီးတော့အကျဉ်းသား2000ကျော်လွတ်မြောက်သွားရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ကပြောပြပေးသမှာဖြစ်ပါတယ်။ဟုတ်ပြီအမ်ပြောခင်းဆိုတော့ကျွန်တော်ကစပြီးတော့စကားစာတမမယ်။ကျွန်တော်တို့ဒီ ထောင်မပေါက်ခင်နှစ်ရက်အလိုမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီထောင်လေးကိုဒီလက်နက်ကြီးတွေကြားရပေါ့နော်လက်နက်ကြီးတွေကြားတယ်ပြီးတော့ဒီအကျဉ်းသားတွေကိုမှန်တယ်ပေါ့နော်အဲ့ချိန်တော့ဆိုရင်ကျွန်တော်တို့ကဒီအကျဉ်းသားအမှန်မီဟိတ်ဆိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အဆောင်တွေးရလောက်ရပေါ့နော်အပြေရသူတွေလောက်ရတယ်ပေါ့နော်ဆရာတို့ကြီးပေါ့နော်ကျွန်တော်တို့ဒီထဲမှာလက်နက်မှန်သွားတဲ့လူတွေရှိတယ်ဒီဘုံစမှန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမှန်တဲ့ဆိုအော်လိုက်တယ်အော်လိုက်ပြီဆိုရင်သူတို့ဘာဖြစ်လဲဆိုအဲ့ဒီ ဒီတက်ဆိုင်ရာဒီဝန်ထမ်းတွေလာပြီးတော့ဗောနော်အဲမဆိုင်တဲ့သူတွေကဘေးကိုကက်အမှန်တဲ့သူတွေကဒီတကားရှိမှလာထိုင်ပေါ့ဗောနော်ကျွန်တော်အဆောင်တကားရှိမှတော့ပြီးထိုင်ရတယ်အဲ့လိုမျိုးထိုင်ပြီးသွားပြီဆိုရင်သူတို့ကဒီဒါယာရတဲ့သူတွေဒီလက်နက်ကြီးမှန်သွားတဲ့သူအားလုံးသူတို့ကစေယုံဆောင်ကိုခေါ်ရတယ်စေယုံဆောင်မှသူတို့ကကုသပေးရဗောနော်အဲကုသပြီးသွားပြီဆိုရင်သူတို့ကအဲအော်အမြက်ကူတာတော့ဗောနော်အမြက်ကူတာပြီးသားဆိုသူတို့ကပြန်လာတယ်အဲ့ချိန်မှာကျွန်တော်တို့သတင်းစာလေးဘာကြားရလဲဆိုတော့ကျွန်တော်တို့ဒီအဆောင်ကနေပြီးတော့မှန်တဲ့သူတွေကကျွန်တော်တို့ဘာကြားရလဲဆိုတော့အဲ့ဒီဈေးရုံဆောင်ပါတဲ့ အဲဆရာဝန်တွေမရှိတော့ဘူးပေါ့နော်ဒီထောင်သားအချင်းအချင်းချင်းတွေကပေါ့နော်ဒီဆေးမှုနဲ့ဆေးမှုတော့ဒီမှာ ဟိုဆရာဝန်ပေါ့နော်ဆရာဝန်နေရနေပြီးတော့ပေါ့နော်ဒီထောင်ကျထားရဲပေါ့နော်ဒီစေးမှုတွေပေါ့အဲသူတို့တွေကပဲကုပေးနေရတာပေါ့နော်သူတို့တွေကလုပ်ပြရပေါ့ဒီထောင်မှာရှိတဲ့ဝန်ထမ်းတော်တော်များများမတွေ့ခဲ့တော့ဘူးပေါ့အဲအဲ့ဒါတော့ထောင်မပေါက်ခင်နေရအဲ့လိုမှအဲ့ဒါလေးကြားခဲ့လိုက်ရရပေါ့နော်အဲကြားပြီးတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့လက်နက်ကြီးတွေကအရင်နေ့ထက်ပို့ပြီးတော့စိုးလာတယ်ပို့ပြီးတော့ကျလာတယ်တလက်ဇက်ကိုကျတာအဆောင်တိုင်းကိုကျလာတယ်တခြားအဆောင်တွေတော်တော်များများကျလာတယ်ခဏခဏမှခဏခဏမှဒါပေမဲ့အဲ့ထောင်ပွင့်တဲ့နေမှာပဲ မမရရပဲအဲကျွန်တော်တို့မနက်ခင်းစောကြီးဒီအဆောင်တကားအရင်ဆိုစောစောဖွင့်တယ်အဲ့ဒီဖြစ်ချင်တော့ရှင်းနိုင်လားဖွင့်တယ်ဖွင့်ပြီးတော့ထမင်းယူပေါ်ယူပြီးအမြန်စားပေါ်တော့ထမင်းယူတော့မှမရှိသေးတယ်ထမင်းတော့မစားလိုက်ရသေးဘူးလက်နဲ့ကြီးကြီးကပြန်ကြပြန်အောင်အဲကျွန်တော်တို့အထည့်ကိုပြန်ဝင်ရတယ်ပြန်ဝင်တဲ့ချိန်မှာပဲအဲ့ဒီမှာပဲကျွန်တော်တို့ကဘာလို့ကလဲဆိုတော့ကျွန်တော်တို့ကဒီလက်နဲ့ကြီးကမှန်တော့မှာဆိုတော့ဘယ်လိုမှမတက်နိုင်တော့အဲဆိုတော့အောက်ကကြမ်းကင်းတွေကိုလှမ်းလှမ်းပြီးတော့ကြမ်းကင်းအုပ်နေအောင်မှီရပါတော့ဒီစားတစားလေးအုပ်နေအောင်မှီမှီပြီးတော့အဲကြမ်းကင်းရဲ့အောက်ချပါတော့နေရတယ်အဆောင်ပေါ်လက်နဲ့ကြီးကြီးက ဘယ်လိုဘယ်နဲ့လုံးတော့ရှိမှန်းမသိဘူးမရှိတော့နိုင်အောင်ကြာတာကြာပြီးတော့ဖြစ်ချင်တော့ကျွန်တော်တို့ကဒီအောက်ကကျန်းကင်းတွေကိုလှန်ပြီးတော့နေရဆိုတော့ကျန်းကင်းတွေကိုလာမှန်ချို့ဆိုဒီကျန်းကင်းဂျားတွေကလာမှန်ပြီးတော့လူတော်ရှိတယ်။အဲ့ချိန်မှာကျွန်တော်အော်တယ်။ဆရာတို့ကြီးပေါ့နော်ဒီမှာမှန်တဲ့သူရှိတယ်လက်နဲ့ကြီးမှန်ကုန်ပြီဆိုပေမဲ့ဘယ်သူမှလမ်းမဖွင့်တော့အဲ့နဲ့ကျွန်တော်တို့အဆောင်မဲလာဆိုတော့မဟုတ်ပြောတခြားဝန်းနေတခြားဆောင်နေလမ်းအော်တယ်။ဆရာကြီးဒီမှာလူသေးပြီလူသေးပြီလို့အော်တယ်။ ဘာမှမဖွင့်တော့ဘာမှမထူးတော့ဘူးအရင်ကဆိုရင်အဲ့လိုမျိုးပေါ့နော်အော်လိုက်ပြီဆိုရင်ဒီဆရာတွေကဒီဝန်ထမ်းတွေကပေါ့နော်အမြန်အမြန်ပြေးပြီးတော့သွားကြရပေါ့နော်အဲ့ဒီထောင်ပေါ်တော့နေဘူးကဘူးကဘာမှမလာတော့ဘူး အမေအားလုံးတော်တော်ထူးဆန်းနေပြီအမေမကြောက်ဘူးကျွန်တော်တို့ဒီအဲနှစ်ထပ်တိုက်ပေါ့နော်ဒီနှစ်ထပ်ဆောင်ဝန်းကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့အတန်နေကြားလာပေါ့နော်အဲဆရာကြီးမရှိတော့ဘူးပြေးကုန်ပြီပြေးကုန်ပြီဆိုပြီးတော့အဲ့လိုမျိုးအတန်နေကြားလာပြီးတော့သူတို့ကနေပြီးတော့အဲ့အဲ့ဒီနှစ်ထပ်ဆောင်ကနေပြီးတော့သူတို့ဒီသူတို့ရဲ့အဆောင်တွေကိုဖျက်ပြီးတော့စပြီးတော့ထွက်တယ်ပေါ့နော်ထွက်ပြီးတော့သူတို့ကဒီတခြားဝန်းနေတခြားဝန်းနေရတော်တွေကိုဖျက်ဖျက်ပြီးတခြားအဆောင်တွေကိုတော်တွေလိုက်ဖျက်ဖျက်တခြားဝန်းတွေကိုဖျက်ပြီးတော့အဲ့မဲ့အဲ့ချိန်မှာကျွန်တော်တို့အဆောင်ကလည်းကျွန်တော်တို့၅ဆောင်ပေါ့ကျွန်တော်တို့အဆောင်ကလည်းပဲကျွန်တော်တို့ထွက်လိုက်တဲ့အချိန်မှာဟုတ်တာပေါ့ထောင်ကြီးကလည်း လိုပြောမလဲဒီပက်ပက်လဲပေါ့နော်အကုန်လုံးမီးကိုလုံးကြီးမီးကိုလုံးကြီးတွေပေါ့နော်ဒီမီးတွေလောင်ပြီးပေါ့နော်အကုန်လုံးမီးကိုလုံးကြီးကောင်းလုံးကိုတကယ်ကိုဘယ်လိုမှမလဲဒီဇွန်ဘီဇွန်ဘီကားလိုမျိုးလေးလုံးဝအဲ့လိုမျိုးဖြစ်ပြနေရဟာအဲ့ဒါနဲ့အားလုံးကဘာဖြစ်လဲဆိုတော့အဲ့မယ်ဘယ်လိုဖြစ်လဲဆိုတော့အဲ့မယ်အားလုံးကုန်သွားပြီတကယ်ဒီမှာဆရာရတကယ်မရှိတော့ဒါပေမဲ့အဲ့ဒီဘူဝပေါ်မှာဘူဝတော်တော်မြင့်တယ်လေအဲ့ဒီရဲ့ main တကားဝါကြီးပေါ်တော့ဘူဝရဲ့ပေါ်ကနေပြီးတော့ကျွန်တော်တို့တက်နေလိုက်ပြတယ်ဗာဒီပါ တော်ဒီစနိုက်ပါလာပါမြွှေရွှေရွှေလို့အဲ့အတန်အောင်ကြားတယ်အဲ့ပြီးတော့ကျွန်တော်ဟာမရဘူးပြပြပြပုံတော့အပြောင်းဝင်ပုံပါပြောင်းကျွန်တော်အုံနေတယ်ပြပြကတ်ပုံနေရတယ်အဲ့ဒီအထက်ကနေထွက်ဖို့အတွက်ကိုဒီဝန်းလေးကထွက်ဖို့အတွက်ကိုအဲ့ဒီတကားဝါကြီးရောက်ဖို့အတွက်ကိုအပွားနေပြစ်နေလို့ဆိုပြီးကျွန်တော်တို့ပြပုံရတယ်ပုံပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းဖြည်းဖြည်းတော်တော်တော်ပြပြကတ်သွားတယ်ဘယ်တော့သူတို့တွေဟိုအပြင်ကိုပြစ်လိုက်ဒီအထက်ကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်အပြင်ကိုပြစ်လိုက်အကျဉ်းသားကိုပြစ်လိုက်လုပ်နေချိန်မှာကျွန်တော်တို့အရောက်ကတ်သွားပြီးတော့တကားအောက်ရောက်ချိန်မှာကျွန်တော်တို့တကားကိုရိုက်ဖွင့်နေချိန်မှာ ူတို့အပေါ်ပစ်ချတယ်ပစ်လိုက်လို့ဆိုပြီးတော့ကျွန်တော်ဒီအောက်မှာတကားဖွင့်တဲ့အကျဉ်းသားတွေပေါ့နော်တည်ပါတဲ့လူတွေလည်းရှိတယ်အဲဘယ်နည်းလဲဆိုတော့မမှတ်မိတော့ပေါ့နော်ပြီးတလက်နဲ့မှလည်းလို့ရှိကျွန်တော်လည်းငွေနေနဲ့ကြာပါမမှတ်မိတာအဲ့ဒီမိုးဟာတွေတည်ပါတဲ့လူတွေရှိရဲ့အဲ့ချိန်မှာပဲတို့ကဆက်တော့မပြစ်တော့ဘာလို့အကျဉ်းသားဥကြီးရံများလာဘာလို့ဆိုရှိဒီမှာအကျဉ်းသားတွေကတကားဝါနာရောက်လာပြီဆိုတော့တို့ရေဆက်မှမပြစ်တော့မပြစ်ဘူးတို့အပြင်ရောပြစ်တာပြင်မှာအဲ့မှာတကားကိုတကားကြီးတော်ဖွင့်ရခဲ့တယ်ဘာလို့ဆိုတော့တန်တကားအထူးကြီးလေအထူးကြီးကိုတို့ကဘယ်လိုပြောလဲတို့ကတော့အပြင်ရနေပြီးတော့ ဘလုံးမပြရဲခက်လို့ရရတော့မဟုတ်ကျွန်တော်တို့ကဒီဘလုံးသူကဟိုဘက်ပေါ်တော့ဒီဘူးဝပေါ်တော့အဲဟိုဘက်ကိုတော်ပြီးတော့အဲအထက်ကအထက်ကခက်မရရတော့အဲတော့အပြင်မှာတော့လုံးဝမျက်နှာပြင်အချောကြီးအချောကြီးအထူကြီးအထူကြီးဆိုအချောအဲတို့တို့တို့မို့ပါတော့ဒီမို့အချောကြီးပဲရှိတာအဲ့လိုမို့အချောကြီးပဲရှိတဲ့ဟာကိုပြမယ်ကျွန်တော်တို့ကတော့အရာလဲဘာမှမရှိဘူးဘြောင်ကြီးနော်အဲ့ဒီဘြောင်ကြီးကိုကျွန်တော်တို့က ဖွင့်မှုကလည်းအရင်ခက်တယ်ပြီးရင်တကားကသူကအပြင်ကိုဆွဲဖွင့်မှရတဲ့ဟာဆိုလည်းအရာလည်းမရှိတော့တော်တော်လေးကိုကြာကြာလေးဖွင့်လိုက်ရတယ်တော်တော်ကြာကြာပွင့်တော့ပွင့်သွားတဲ့အချိန်မှာကျွန်တော်အထဲကိုကျွန်တော်ကဝင်ရအောင်နော်မတော်ဟိုတုတ်တုတ်တုတ်ချင်ဝင်ရမှာတော့အများကြီးလုံးမလို့များပါတော့ဒီလေရင်ကရေးဆက်ဆက်ချပြီနော်အကျဉ်းသားတွေအဲ့လိုလွတ်သွားပြီးမြင်တယ်သူတို့လင်းရမြင်ပါပဲမြင်နေမြင်နေတော့လင်းရရဲ့ဆက်ဆက်ကိုချတာကျွန်တော်အမြင်ဝင်ပြီးကျွန်တော်အဲ့မဲ့အထက်မှာပါတွေ့လေဆိုစစ်သားတွေ စစ်သားတွေတလားသူတို့သူတို့တို့ရဲ့တနက်ကလေးတို့လွယ်ပြီဟိုးထောင်းအောင်တော့ကတ်နေကြတယ်လားသူတို့ကြောက်လို့ကြောက်လို့တလားသူတို့ကျွန်တော်တို့ပြင်တော့ပြစ်ပြီးတော့ကြောက်လို့တယ်ဒါပေမဲ့တော်ပါသိကျွန်တော်တို့ဘယ်လိုမှဒီအချင်းသားတွေသူတို့ဘာမှမလုပ်ဘူးတကယ်ဘာမှမလုပ်ဘူးသူကသူတို့ဟိုးတောက်တကယ်ထောင်းမှာအဲ့ဒီပါလေထောင်းပိုင်ရဲ့အကယုံကလည်းမင်းဟိုးထောင်းတော့ကတ်နေတယ်သူတို့ဟိုးထောင်းမှာကတ်နေတာမျက်နှာငယ်လေးတယ်ဒါပေမဲ့သူတို့ဘာမှမလုပ်ပါဘူးဒါပေမဲ့ဒီအချင်းသားတွေဘာလို့ဒီထောင်းမှာရှိရဲ့စာရဲစာတန်းတွေအဲဒီဘယ်လိုမှကွန်ပျူတာတွေဘာတွေပေါ့နော်အကုန်လုံးဖောက်ဘာလို့လဲရိုက်ခွဲမီးရှို့ပြီးသူတို့ကပြောသေးတယ်လားဒါငါတို့ပတ်စံနဲ့ဝယ်တာဟုတ်တယ် အကျဉ်းသားပတ်စံလေးနဲ့ဒါတွေဝယ်ထားရလေနော်နိုင်ငံတော်ပေးထားရလေမဟုတ်ဘူးလေနိုင်ငံတော်ပေးတဲ့ပတ်စံကထောင်ပိုင်ရတယ်ဒီအောက်ကဝန်ထမ်းတွေရတယ်အဝန်ထမ်းတွေကလည်းအလိုပဲဒီဟာတွေလူဝယ်မဲ့ဟာကိုအကျဉ်းသားတွေရှေ့ပြန်ပြီးတော့ပြင်မလားနီးမျိုးစုံနဲ့ပတ်စံတောင်းတယ်တောင်းပြီးတော့သူကနီးမျိုးစုံနဲ့ဒီဟာတွေဝယ်ထည့်ထားဆိုသူတို့တွေကအကျဉ်းသားတွေကဘယ်လိုမှနာကြည့်ချက်တွေပေါ့နော်အဲ့ဒါတွေကသူတို့တွေကဆော့ဆော့တွေအကုန်လုံးရိုက်ခွဲမိရှုမိရှုပြီးတော့အကုန်လုံးသူတို့တွေကကျွန်တော်တို့ရဖြတ်ပြေးရမှာအဲ့မဲ့ကျွန်တော်တို့ဒီ main ပေါ့ဒီထောင်ဝင်းပေါ့ အဲ့ဒီအဲ့ဒီမိန်းတကားဝါထွက်ထောင်မွင်းကြီးထောင်မွင်းကထောင်မွင်းရောက်ကိုပဲပြန်သွားတယ်လေအဲ့ရတော့ကျွန်တော်အမေဒီလမ်းပေါ်ရောက်လို့ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့စိတ်ခံစားချက်ပေါ့နော်ကျွန်တော်အပြုံကြည့်ရှင်မှာ ပေမဲ့ဟိုဝမ်းနေရမှာလားဝမ်းတာမှာလားဆိုကိုကိုကိုမသိဘာလို့ဆိုအပြင်မှာကြည့်ရဆိုလေတေးရဲ့လူတွေများတယ်ဆိုမီကားတွေကလိုပဲဘိုက်တွေပွင့်ချောက်တွေပြက်လက်တွေပြက်ပြီးတေးနေရသူတွေလည်းအများကြီးတွေ့တယ်ပြီးရင်အဘွားလင်းရလက်ချတယ်ဟိုအိမ်တွေကမီးလောင်ဒီကားလေးကမီးလောင်ဟိုအမီးလောင်မီးလောင်မီးလောင်မီးကိုလုံးကြီးကအများကြီးတက်နေပြီးတနက်တည်းကလည်းရေးဆက်ဆက်ပြင့်နေကျွန်တော်တို့ကပုံနေရတဲ့အချိန်တော့ပြင့်နေတဲ့အချိန်ပြီးလင်းရလည်းအဘွားလည်းရေးဆက်ဆက်လိုက်ပြီးတော့ချဲနေတဲ့အချိန်အဲ့မဲ့ကိုက ငါလွတ်သွားတာလားဒါမှမဟုတ်ငါတည်မာလားငါရှင်မာလားဆိုတာကို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 ဝေခွဲမရတဲ့အချိန်ဒါပေမဲ့အပြင်လောကကိုမြင်လိုက်ရတဲ့အချိန်ကျတော့လေဟိုတာယာနေတဲ့အချိန်မဟုတ်ဘူးကိုကိုလာပြီးတော့ဒီမှာကိုတငယ်ချင်းပေါင်းနေတဲ့ကြိုဆုံနေတဲ့အချိန်လည်းမဟုတ်ဘူးလုံးဝလူသေးတွေအများကြီးနဲ့ဖြစ်နေတဲ့အချိန်မှာဒါပေမဲ့အဲ့ဒီထဲကိုကျွန်တော်တို့ရအောင်ထွက်ပြေးခဲ့ရတယ်ပြီးပြီးတော့အဲ့မဲ့ဘလောက်တော်မှဒီ ောက်ချင်းရုပ်လဲဆိုရင်ကျွန်တော်တို့ပြီးရဲ့ဒီကျွန်တော်တို့ကဒီထောင်ဥစားတွေပဲရှိတယ်ထောင်ဥစားတွေဝတ်ပြီးရအောင်ဘာလို့ထောင်ဥစားတွေဝတ်ပြီးလဲဆိုတော့ဟိုဘက်အဖွဲ့ကကျွန်တော်တို့ဒီမှာဒီဘက်ကဒီစကားစလူတွေနဲ့မမအောင်လို့ထောင်ဥစားဝတ်ပြီးရတယ်အဲကျွန်တော်တို့ကစုလူတွေကကျွန်တော်တိတ်မသိကြပါဘူးနော်အလံဖြူထောင်အလံဖြူထောင်အလံမြူထောင်မပြတ်တော့ဘူးဆိုပြီးအလံမြူထောင်ကြအလံဖြူလဲထောင်ကိုလင်းရဲလိုက်ချဲပါလေရောကျွန်တော်တို့နောက်ကိုတောက်ချလိုက်ချဲတယ်အဲ့အချိန်မှာအကျဉ်းသားတော်တော်များများတည်သွားတယ်လင်းရင်ရဲ့ဒီချဲတဲ့သူကပေါင်900အားလေးလင်းရင်ပေါင်900အားဆိုအဲ့ဒီ900အားကိုမခံနိုင်လို့အကျဉ်းသားတော်တော်များစွာကို တည်ကြီးကိုပျက်စီးကုန်တယ်ပေါ့နော်ရာချီသေးသွားတည်သွားကြရပေါ့နော်အဲ့မဲ့ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးအကျဉ်းသားရဲ့ကံကောင်းတဲ့ဒီထောင်ထဲမှာကြာမှလက်နက်ကြီးမှန်တာတော့ရှိတယ်ဒါပေမဲ့အဲတည်ဆုံသွားတဲ့သူတော့မရှိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးရှိရင်တော့လွတ်မြောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မှာကျွန်တော်တို့ကဘယ်သူမှကျွန်တော်တို့လာမခေါ်သေးဘူးကျွန်တော်ပြင်းလွှိုင်းပြင်းလွှိုင်းနေပဲကျွန်တော်တို့အဲတိုက်အကြီးတနေမှာပေါ့နေကျွန်တော်တို့လူတက်ပါပြောလဲငါတို့မင်းတို့အားလုံးဒီအဒီမှာရှိရလူအားလုံးပေါ့နော်ဘယ်နားလေးကနေရာကိုသွားပါဘယ်နေရာကိုသွားပါသူတို့လမ်းခေါ်ရမယ်ပေါ့နော်အဲ့ကျွန်တော်တို့ခေါ်ပါတယ် အခေါ်ပြီးအဲ့နေရာကိုကျွန်တော်တို့ကရောက်သွားခဲ့တယ်။အဲ့နေရာကျွန်တော်တို့ပြောတယ်နိုင်ငံရေးအကျဉ်းသားဘသူတွေလဲနိုင်ငံရေးအကျဉ်းသားရဲ့ဆင်းခဲ့နိုင်ငံရေးအကျဉ်းသားကိုတည်တံ့ထားမယ်ဆိုရင်နိုင်ငံရေးအကျဉ်းသားတွေဆိုတည်တံ့အခြားနေရာကိုတစ်ခေါက်ပြင်ပြီးတော့ခေါ်ပါတယ်။ခေါ်ပြီးတော့ထားပြီးတော့အဲနှစ်နှစ်ရဲ့အတွင်းပေါ့နော်နှစ်ရဲ့အတွင်းမှာကျွန်တော်တို့တခြားမျိုးပြပြီးတော့ခေါ်ပြီးတော့ရွှေ့ပါတယ်အတခြားမြို့မှာကျွန်တော်တို့ကအဲတပတ်လောက်နေခဲ့ရပါတပတ်လောက်နေပြီးတော့ကျွန်တော်တို့တက်ဆိုင်ရပါတော့ဒီနေအသီးသီးကကျွန်တော်တို့ကိုပြန်လာခေါ်ပြီးတော့ကျွန်တော်တို့ကဒီတက်ဆိုင်ရနေရာတွေအားလုံးကိုရောက်သွားကြတယ်ပါတော့ အဲ့မဲ့ကျွန်တော်ပြောပြချင်တာတော်တော်လေးကျွန်တော်တို့ကိုထောင်ဝလွတ်တဲ့ချိန်မှာအဲကျွန်တော်တို့ထောင်ဝထွက်တဲ့ချိန်တော့ကြားရပါတော့ဘယ်ဘူကြီးရဖွင့်ပေးတာဘယ်ဘူကြီးရဖွင့်မယ်ဆိုတော့ဘယ်ဘူကြီးမှမဖွင့်ပေးပါဘူးအဲ့ဒါတည်းကဆောက်စကားအပူပြောတာပါနော်ဘယ်ဘူကြီးမဖွင့်ပေးပါဘူးကျွန်တော်တို့ဒီအကျဉ်းသားတွေကပဲဒီထောင်တကားကြီးကိုမရမကရိုက်ဖြက်ပြီးရိုက်နှက်ပြီးတော့ဖွင့်ပြီးတော့အားလုံးက ထွက်ပြေးလာတာပါဘသူမှမလာပါဘူးသူတို့တွေရတော့မှအကျဉ်းသားတွေကိုအပေါ်ထက်ကနေပြီးတော့တနက်နေ့တော့မှလိုက်ပစ်ပြီးတော့တတ်ပါတယ်ဒါကိုသူတို့ကသူတို့ဖွင့်ပေးပါတယ်ဆိုပြီးတော့မျက်နှာကောင်းလုတ်တယ်ရဲ့လူတယောက်လည်းကျွန်တော်ကြားလိုက်ပါတယ်နာမည်မမှတ်မိတော့လို့ပေါ့နော်ဘသူမှဖွင့်ပေးတာမဟုတ်ပါဘူးအကျဉ်းသားတွေကိုယ်တိုင်ဖွင့်ပြီးတော့အကျဉ်းသားတွေကိုယ်တိုင်လွတ်မြောက်ပြီးတော့အားလုံးအပြင်ကိုပြန်ရောက်ခဲ့တာပေါ့နော်အဲအခုချိန်ကြီးကျွန်တော်တို့ မတော်ဒီနိုင်ငံရေးအကျဉ်းသားမှာတချို့ဆိုရင်အဲဒီဆက်ပြီးတော့ဒီနိုင်ငံရေးကိုလုံနေတဲ့သူတွေလည်းရှိတယ်အဲဆက်မလုပ်တော့ဘဲနဲ့မတော်ဒီတိုင်းမှာမတော်ဒီတာမန်ပြည်သူဘဝတွေကိုရောက်သွားတဲ့သူတွေလည်းရှိတယ်လို့ပဲတခြားဒီနိုင်ငံခြားကိုရောက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့ဒါကတော့သူတို့ရဲ့ခံယူချက်သူတို့တွေမှာတော့ကျွန်တော်ဘယ်သူမှကျွန်တော်အပြင်ပြောသူတို့တွေအများကြီးစူးစမ်းခဲ့ပေးပြီးသားပြီသူတို့အများကြီးသူတို့ရဲ့ဘဝသူတို့ရဲ့အသက်ကိုသူတို့ကယဉ်နေပြီးတော့ပိတ်ဆက်ပြီးသားပြီပေါ့နော်အဲဒါကြောင့်မလို့ဘယ်သူမှဘာမှမပြောချင်ပါဘူးဒါကတော့ကျွန်တော်ကတော့ဒီ တာရှိုးထောင်ပွင့်ပြီးတော့ထောင်ကနေပြီးတော့လွတ်သွားတဲ့အချိန်မှာအကျဉ်းသား2000ကျော်လွတ်မြောက်သွားတယ်ဆိုတဲ့အကြောင်းလေးပြောပြတာပေါ့နော်အဲအသေးစိတ်ကိုတော့ကျွန်တော်အရင်တော့ပြောပြထားတဲ့အတွက်အသေးစိတ်မပြောတော့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ခုလိုမနေ့ထောင်ပြည့်ကျေးဇူးများတင်ပါတယ်တတတရုတ်ကကိုကိုကျုံးမှာထောက်လန်းရေးရတာတွေတက်ဆင်ပြီးအိန္ဒိယရဲ့နျူကလ িয়ার ပဲ့ထိန်တုံးကြီးတက်ဆင်နိုင်တဲ့ရေငုပ်သင်္ဘောတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်တာ ဘောလာဆိုဒုံကြီးစမ်းသက်ရေးစခန်းကနေပြစ်လွတ်တဲ့ဒုံပြန့်တွေကိုစောင့်ကြည့်တာတွေပြုလုပ်မှကိုအိန္ဒိယကတန်လျာရှိနေတာပါဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့မြန်မာနိုင်ငံပိုင်းကိုကိုကျုံမှာတရုတ်နိုင်ငံကလွှမ်းမိုးပတ်သက်မှုမရှိဘူးလို့စစ်ကော်မရှင်ကအမှတ်ခံထားပေမဲ့အိန္ဒိယဘက်ကစိုးရိမ်မှုတွေရှိနေပါတယ် ိန္ဒိယရဲ့ landfall ကျွန်းနဲ့မိုင်းတရဝင်းကျင်တာဝေးတဲ့ကုကူကျွန်းကိုလာကြည့်ဖို့ new delhi အစိုးရတောင်းဆိုချက်ကိုတော့စစ်မကော်ရှင်ကအကြောင်းမပြန်သေးပဲစဉ်းစားနေစေဖြစ်တယ်လို့ဒီကိစ္စနဲ့နီးစပ်သူတွေစီကတိရကျောင်း hunterston time သတင်းဌာနကအောက်တိုဘာ10ရက်နေ့မှာဖော်ပြပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလကအိန္ဒိယကာကွယ်ရေးအတွင်းဝင်ရာချက်ကူမာစင်နေပြည်တော်ကိုနှစ်ရက်ကြာခီးစဉ်လာရောက်ခဲ့ချိန်မှာကိုကိုကျွန်းမှာတရုတ်နိုင်ငံသားတယောက်မှမရှိဘူးလို့စစ်ကော်မရှင်ကပြောခဲ့တယ်လို့ဆိုပါတယ်။ အိန္ဒိယစိုးရိမ်ရတဲ့အကြောင်းရင်းတွေကတော့တရုတ်ကကိုကိုကျွန်းမှာထောက်လန်းရေးရတာတွေတက်ဆင်ပြီးအိန္ဒိယရဲ့နျူကလ িয়ার ပဲ့ထိန်ဒုံးကျည်တက်ဆင်နိုင်တဲ့ရေငုပ်တင်မောတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်တာပေါ်ဆိုဒုံးကျည်စမ်းသပ်ရေးစခန်းကနေပြစ်လွတ်တဲ့ဒုံးပြန်တွေကိုစောင့်ကြည့်တာတွေပြုလို့မာကိုအိန္ဒိယကတန်လျာရှိနေတာပါ ိန္ဒိယရဲ့လေကြောင်းလေးလာစောင့်ကြည့်ရေးအချက်လက်တွေအရကိုကိုကျွန်းမှာတည်ယူပို့ဆောင်ရေးလေယာဉ်တွေဆင်းသက်နိုင်မှုလေယာဉ်ပြေးလမ်းကိုတိုးချဲ့ထားပြီးစစ်အင်အား1500ကျော်နေထိုင်နိုင်တဲ့အဆောက်အုံတစ်တွေကိုစောက်လုပ်ပြီးပြီလို့ဆိုပါတယ်။ဒါအပြင်ကိုကိုကျွန်းအနီးရှိဂျယ်ရီကျွန်းစီကိုကုန်းလန်းဒါစောက်ဖို့လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။